မိတ်ဆွေတို့ရေတစုံတယောက်ကိုတင်ဘလောက်ထိချစ်နိုင်လဲကိုယ့်ရဲ့လွတ်လပ်ခွင့်နဲ့ချစ်ရသူရဲ့အသက်ကိုလဲလှယ်ဖို့တင်စင်းစားဖို့ပါသလားဒီမေကွန်းတွေရဲ့အဖြစ်ကို ဟော်လီရောဘတ်ရေးသားထားတဲ့ The Bug Million Billy စာအုပ်ထဲမှာရှာဖွေတွေ့ရှိနိုင်ပါတယ်ဒီစာအုပ်ထဲမှာမာဖီးယားဂိုင်းကောင်းဆောင်တဦးနဲ့စာအုပ်ဆိုင်ပိုင်ရှင်မျိုးသမီးတဦးတို့ရဲ့မဖြစ်နိုင်တဲ့အချစ်ဇလံကိုဖတ်ရှုရမှာပါဟော်လီရောဘတ်ဆိုတဲ့စာရေးဆရာမကဒီစာအုပ်ကိုရေးသားထားတာပါ။ ဒီစာအုပ်ထဲမှာမာဖီးယားဂိုင်းတွေမှုပညာတွေနဲ့ပြည့်နေနေတဲ့ဘော့စတိုမျိုးအကြောင်းကိုဖတ်ရှုရမှာပါဇလန်းရဲ့အဓိကဇက်ကောင်ကတော့ဒိုမနစ်ဘလက်ဝဲဆိုတဲ့မာဖီးယားဂိုင်းကောင်းဆောင်ပဲဖြစ်ပါတယ်ဒိုမနစ်ဘလက်ဝဲဟာသူ့ရဲ့မော်ဂျင်စာကိုဖျောက်ဖျက်ဖို့အတွက်အစ်စဗဲဘဲလော့ခတ်ဆိုတဲ့စာအုပ်ဆိုင်ပိုင်ရှင်မျိုးသမီးကိုအတုံးချဖို့စူးစမ်းပါတော့တယ် ဘဲရဲ့အဖေဟာဒိုမနစ်ရဲ့နေမြေတဲကိုကျူးကျော်ဝင်ရောက်မှုကြောင့်ဒိုမနစ်ကသူ့ကိုဖမ်းဆီးလိုက်ပါတယ်။ပြီးတော့ဘဲကိုမင်္ဂလာဆောင်ဖို့ချိန်ချောက်ပါတော့တယ်။ဘဲဟာသူ့အဖေကိုကယ်တင်ဖို့အတွက် မလိုလားတဲ့အိမ်ဆောင်ရေးကိုလက်ခံလိုက်ရပါတယ်။သူမဟာမိစ္ဆာတွေမှုပညာတွေနဲ့မာဖီးယားဂိုင်းတွေရဲ့နိုင်ငံရေးလောကတွေကို ရောက်သွားပြီးသူ့ရဲ့လွတ်လပ်ခွင့်ကိုအဖေအတွက်ပေးဆက်လိုက်ရပါတယ်။ဘဲရဲ့ကဘာဟာ အခန်းသုံးလို့ခေါ်တဲ့သူ့ရဲ့စာအုပ်ဆိုင်လေးနဲ့သူ့ရဲ့စာအုပ်အတင်းတငယ်ချင်းတွေနဲ့ပဲလဲပတ်နေတာပါ။ဒီနေ့မှာတော့လူစီယန်နဲ့တော့ဆိုတဲ့ဒိုမနီရဲ့လက်ပါစီနှစ်ယောက်ရောက်လာပြီးဘဲကိုအကြောင်းကြားပါတယ်။သူမရဲ့အဖေရဲ့အသက်ကိုကယ်ဖို့သူမကိုလက်ထပ်ရမယ်လို့ပြောပါတယ်။ဘဲဟာဒိုမနီရဲ့အင်ကြီးတဲကိုရောက်သွားပြီးသူ့ရဲ့စာအုပ်ဆိုင်လေးသူ့ရဲ့တငယ်ချင်းတွေနဲ့သူ့ရဲ့ဘဝကိုဆွန့်လွတ်လိုက်ရပါတယ်။ဒိုမနစ်ကဘဲကို ATA ဆက်မင်္ဂလာစာချုပ်တစ်ခုပေးပါတယ် စာချုပ်ထဲမှာ"သူမရဲ့အဖေရဲ့လုံခြုံရေးအတွက်သူမဟာသူ့ရဲ့ဇနီးအနေနဲ့အမိန့်နာခံရမယ်"လို့ရေးထားပါတယ်။စီကံချက်တွေကတင်းကျပ်ပါတယ်။သူမဟာသူ့အိမ်ကြီးထဲမှာနေရမယ်။နေ့တိုင်းသူ့နဲ့အတူ အချိန်ကုန်ဆုံးရမယ်။သူမရဲ့စာအုပ်ဆိုင်မှာအချိန်ကန့်သတ်နဲ့ပဲနေထိုင်ခွင့်ရှိပါတယ်။ဘဲကအပေးယူလို့ဖို့စူးစမ်းပေမဲ့အခွင့်အရေးမရှိပါဘူး။ဒီအိမ်တော်ကြီးဟာအချစ်ကြောင့်မဟုတ်ပါဘူး။ ဒိုမနစ်ကသူ့ရဲ့ချိန်စာကိုဖျောက်ဖျက်ဖို့အတွက်ဘဲနဲ့နီနီကက်ကက်နေဖို့လိုအပ်တယ်လို့ယုံကြည်ထားပါတယ်။ဘဲဟာစာချုပ်ကိုလက်မှတ်ရေးထိုးပြီးရွှေလောင်အိမ်ထဲကိုဝင်သွားပါတော့တယ်။ဘဲကသူ့မလက်ထက်မဲ့သူကိုမြင်ကျင်တယ်လို့တောင်းဆိုတဲ့အခါဒိုမနစ်ကသူ့ရဲ့ရုပ်ဆိုးကြီးတန်တဲ့ပုံစံကိုပြသလိုက်ပါတယ်။သူဟာလူနဲ့ချင်းတိကြကပုံစံဖြစ်ပြီးအမာရွတ်တွေနဲ့ဖုံးလန်းနေပါတယ်။ ဒါပေမဲ့ဘဲကကြောက်ရွံ့မသွားပဲသူ့ကိုဆူဆိုက်ကြည့်ပါတယ်။ဒိုမနစ်ဟာသူမရဲ့တတိကိုအံ့အားတင်သွားပါတယ်။သူတို့နှစ်ဦးကြားကဆက်ဆံရေးကစတင်ခဲ့ပါတယ်။သူကမိစ္ဆာဖြစ်ပြီးသူမကလှပတဲ့သူဖြစ်ပေမဲ့ဘသူကမှပုံမြင်တဲ့ကအတိုင်းမဟုတ်ပါဘူး။သူတို့ရဲ့အိမ်တော်ကြီးကတရားဝင်ပေမဲ့စိတ်ပိုင်းဆိုင်ရာအရာဝေးကွာနေသေးပါ။အိမ်ကြီးကထောင်တစ်ခုလိုလည်းဖြစ်တယ်လို့နန်းတော်တစ်ခုလိုလည်းဖြစ်ပါတယ်။ ဘဲကိုအကောင်းဆုံးအခန်းတွေ အစားအသောက်တွေနဲ့မော်ဆရာအိမ်အကူမစ်ဆက်ပီကပြုစုဆောင်ရှောက်ပါတယ်။ဒါပေမဲ့သူမကအကျဉ်းသားတယောက်ပါပဲ။သူ့အဖေကလုံခြုံပေမဲ့ဝေးကွာနေပါတယ်။ဘဲရဲ့တခုတည်းသောအကူရကတော့စာအုပ်တွေနဲ့သူမညှိနှိုင်းထားတဲ့လွတ်လပ်ခွင့်နဲ့ငယ်ပါပဲ။သူမဟာလူစီယန်နဲ့တော့အပါဝင်အမှုထမ်းတွေကိုတွေးဆုံပါတယ်။ ဒါအပြင်ဒိုမနစ်ကတင်ခဲ့တဲ့ chip ဆိုတဲ့ကလေးတစ်ယောက်လည်းရှိပါသေးတယ်။ဘဲရဲ့ခံနိုင်ရင်နဲ့ဉာဏ်ရည်ထက်မြက်မှုကအိမ်အောင်စုကိုစီးယုံနိုင်ပေမဲ့သူမရဲ့အကျဉ်းချခံရတဲ့အကြောင်းကိုဘယ်တော့မှမမေ့ပါဘူး။မင်္ဂလာပွဲကတော့တွေးထွက်တန်ယူနဲ့မော်ပညာတွေနဲ့ပြည့်နေနေပါတယ်။ရှားပါတဲ့အပင်တွေနဲ့ပြည့်နေတဲ့ဖန်လုံအိမ်ထဲမှာဘဲကအဖြူရောင်ဝတ်စုံနဲ့ဒိုမနစ်နဲ့လက်ထပ်ခဲ့ပါတယ်။ထုံနှန်းစင်လာအရာ ဒိုမနစ်ရဲ့ကျင်းစာကိုဖျောက်ဖျက်ဖို့ရည်ရွယ်ထားပေမဲ့သူပြောင်းလဲဖို့ကြိုးစားတဲ့အခါနာကျင်မှုနဲ့ဒေါသတွေကြောင့်အခန်းကိုဖျက်ဆီးပစ်လိုက်ပါတယ်။ဘယ်လဲထိခိုက်ဒဏ်ရာရသွားပြီးဝန်ထမ်းတွေလည်းတုံ့လုံသွားကြပါတယ်။အိမ်တော်ကြီးကတရားဝင်ပေမဲ့ကျင်းစာကတော့မပြောက်သေးပါဘူး။ဒိုမနစ်ရဲ့စိတ်ပြတ်အာရှုံးမှုတွေကတိုးလာပြီးဘဲရဲ့ရောက်ရှိနေမှုတစ်ခုလည်းနဲ့သူ့ကိုမကယ်တင်နိုင်ဘူးဆိုတာကိုသိလာပါတယ်။ ဘဲကမစ်ဆက်ပီရဲ့မိဖို့ကြောင့်မှတက်တောင့်တတရှိတဲ့နေရာကိုတွေ့ရှိပါတယ်။မစ်ဆက်ပီကမော်ပါတဲ့ခရိုဆွန်တွေကို ဖုတ်ပြီးဉာဏ်ပညာတွေကိုဝေမျှပေးပါတယ်။ဘဲရဲ့အဖေကိုလည်းဂယုစိုက်ပေးပြီးဝန်ထမ်းတွေကလည်းမိသားစုလိုဖြစ်လာပါတယ်။မစ်ဆက်ပီနဲ့တခြားသူတွေကကျွန်တွေထပ်ပို့ရဲဆိုတာကိုဘဲသိလာပါတယ်။သူတို့ကဒိုမနစ်ရဲ့ရွေးချယ်ထားတဲ့မိသားစုဖြစ်ပြီးတစ္ဆာဆောင်တိမှုနဲ့လှုပ်ဝှက်ချက်တွေကိုမျှဝေကြပါတယ် အချစ်အပေါ်မှာတန်တရားရှိတဲ့ဘဲဟာနှွေးထွေးမှုနဲ့တစ္ဆာရှိမှုကို တွေ့မြင်ပြီးသူ့ရဲ့ဂရုစိုက်တတ်တဲ့စိတ်ဓာတ်တွေကပုံမှုနှဆိုင်လာပါတယ်။ဒိုမနစ်နဲ့ဘဲတို့ဟာတယောက်ကိုတယောက်ဆွဲဆောင်နေကြပါတယ်။သူတို့နှစ်ဦးစလုံးဟာဒံယာရီနဲ့ပြည့်နှက်နေပါတယ်။ဒိုမနစ်ကသူ့ရဲ့ရုပ်ဆိုးတဲ့ပုံစံနဲ့အပြစ်ရှိတယ်လို့ခံစားနေရပြီးဘဲကတော့သူ့ရဲ့အတိတ်ကတစ္ဆာဖောက်မှုတွေနဲ့မိမိကိုယ်ကိုတန်တရားဝင်နေပါတယ်။ သူတို့ရဲ့ညနေခင်းတွေဟာစဖက်ချင်းညင်းခုန်ချင်းနဲ့စိတ်ပိုင်းဆိုင်ရာအရာတယောက်ကိုတယောက်ဝန်းရံထားခြင်းတွေနဲ့တင်းမာနေပါတယ်။ဒိုမနစ်ရဲ့ထိမ့်ချုပ်လိုတဲ့စိတ်ကသူ့ရဲ့တိုးပွားလာတဲ့ဆန္ဒနဲ့တိုက်ပွဲဝင်နေပြီးဘဲရဲ့ခံနိုင်ရည်တွေကလည်းပျက်စီးဆပြူလာပါတယ်။အင်ဂျီဟာမမျောလင့်ထားတဲ့နှောင်ကြိုးကိုဖန်တီးပေးနိုင်တဲ့နေရာတစ်ခုဖြစ်လာပါတယ်။ဘဲရဲ့အချစ်ဆက်လန်းတွေကဆက်သွယ်မှုနဲ့ပဋိပက္ခရဲ့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်။ဒိုမနစ်ကအစပိုင်းမှာလစ်လူရှုပေမဲ့ သူမရဲ့အကြိုက်ဆုံးစာအုပ်တွေကိုဖတ်ပြီးသူတို့ရဲ့အကြောင်းအရာတွေကိုဆန်းစစ်ပါတယ်။သူတို့ရဲ့စကားဆက်မိပြောဆိုမှုတွေကပရောပယီဆန်လာပြီး သူတို့ရဲ့ပထမဆုံးလိမ်ဆက်ဆံမှုကပြင်းထန်ပါတယ်။ဒိုမနစ်ရဲ့မိစ္ဆာတဘာဝဟာရှက်စရာရောအချစ်ဇလန်းရဲ့စွမ်းအားအရင်းမြစ်ရောဖြစ်ပါတယ်။ဘဲကနာကျင်ခံပြီးသူ့ရဲ့အယူဆတွေကိုစိန်ခေါ်ပါတယ်။ပြိုင်ဘက်ကိုင်းဖြစ်တဲ့ဝူကိုင်းကဒိုမနစ်ရဲ့အင်ပါယာကိုပြစ်မှတ်ထားပါတယ် ဘဲရဲ့မိသားစုရာဇဝင်ကိုဖော်ထုတ်လိုက်ပါတယ်။ဘဲရဲ့အဖေဟာဝိုးကိုင်းရဲ့ဓာတုဗေဒပညာရှင်ဖြစ်ခဲ့ပြီးရိုမန်ရဲ့ရည်မှန်းချက်ကြီးမှုကမိသားစုနှစ်စုလုံးကိုဝမ်းနဲ့ကြည်ကွဲစေခဲ့ပါတယ်။ဝိုးကိုင်းကတောင်းတွေကိုခိုးယူပြီးဘဲရဲ့အဖေကိုအန္တရာယ်ဖြစ်စေပါတယ်။ဒိုမနစ်နဲ့ရိုမန်တို့ကြားကစစ်ပွဲကပုံကိုရီအရာပြင်းထန်လာတဲ့အခါဘဲကကဘာနှစ်ခုကြားမှာပိတ်မိနေပြီးသူမရဲ့တစ္ဆာဆောင်တိမှုကိုစမ်းသက်ခံရရပါတယ်။ ဘဲရဲ့ဝူကိုင်းနဲ့ပတ်သက်မှုကဖော်ထုတ်ခံရပြီးတူမနဲ့ဒိုမနစ်ကြားကကွာဟချက်ကိုပုံမနှဆိုင်စေပါတယ်။ရိုမန်ရဲ့အစ်စ်အမန်သဘောထားကိုဖော်ထုတ်လိုက်ပါတယ်။သူကရက်ဆက်ပြီးအာနာယုတယောက်ဖြစ်ပြီးသူ့ရဲ့ရည်မှန်းချက်တွေကိုအောင်မြင်ဖို့အတွက်ဘဲနဲ့သူ့အဖေပါဝင်ဘသူကိုမဆူစတဲ့ဖို့ဝင်မလေးပါဘူး။ဒိုမနစ်ရဲ့ယုံကြည်မှုကပျက်စီးသွားပြီးဘဲဟာသူ့မိသားစုရဲ့အမွေအနှစ်ကိုရင်ဆိုင်ဖို့အတင်းကျပ်ခိုင်းစေခံရပါတယ်။ ဘဲကအင်ကြီးရဲ့အနောက်ဘက်တောင်ပံကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အဲ့ဒီမှာဒိုမနစ်ကသူ့ရဲ့အမပိုင်ဆိုင်ခဲ့တဲ့မော်ဆန်နဲ့ခုံပေါက်နေတဲ့ယုံလေးတွေနဲ့ပြည်နေတဲ့အခန်းကိုထားရှိပါတယ်။အခန်းဟာသူ့ရဲ့ဆုံးရှုံးသွားတဲ့မိသားစုအတွက်ရည်စူးထားတဲ့နေရာတစ်ခုဖြစ်ပြီးဒိုမနစ်ရဲ့ဝမ်းနည်းမှုတွေကိုထုတ်ဖော်ပြသထားပါတယ်။ရိုမန်ကနှားယမ်းထားတဲ့အစွန်းရောက်တွေကြောင့်သူ့ရဲ့မိသားစုတစ်ခုလုံးအသက်ခံခဲ့ရတယ်ဆိုတာကိုဘဲသိလာပါတယ်။ ဒီချက်လက်ကသူတို့နှစ်ဦးကြားကနှောင်ကြိုးကိုပုံမနှဆိုင်စေပြီးဘဲကမိစ္ဆာရဲ့အတွင်းစိတ်ကိုမြင်တွေ့နိုင်ပါတယ်။ဒီဇလန်ရဲ့အဓိကအကြောင်းအရာကတော့အုပ်စုဖွဲ့ခြင်းပဲဖြစ်ပါတယ်။ဒိုမနစ်ကပြောင်းလဲနိုင်စွမ်းမရှိတာဟာသူ့ရဲ့အထူးကျန်ဆန်မှုနဲ့ဝမ်းနည်းမှုအတွက်ရည်ညွှန်းပါတယ်။ဘဲရဲ့ရောက်ရှိနေမှုတစ်ခုလည်းနဲ့မလုံလောက်ပါဘူး။စစ်မှန်တဲ့အုပ်စုဖွဲ့မှုတစ်ခုဖြစ်လာဖို့အတွက်အားနည်းချက်ယုံကြည်မှုနဲ့ချစ်ချင်းမေတ္တာတွေလိုအပ်ပါတယ် သူတို့ရဲ့ဆက်ဆံရေးကို ပြင်ပချင်းချောက်မှုတွေနဲ့အတွင်းစိတ်ရဲ့မိစ္ဆာတွေကစမ်းတက်နေပါတယ်။သူတို့ရဲ့ကြောက်ရွံ့မှုတွေကိုရင်ဆိုင်ပြီးတယောက်ကိုတယောက်ဖွံ့ဖြိုးမှသာချိန်စားကိုဖျောက်ဖျက်နိုင်မှာပါ။အထုထိတ်ကတော့အကြမ်းဖက်မှုနဲ့စိတ်အားထက်သန်မှုတွေရောထွေးနေပါတယ်။ဘဲနဲ့ဒိုမနစ်ရဲ့ဆက်ဆံရေးကကွဲအပ်လူနီးပါးဖြစ်သွားပြီးသူတို့နှစ်ဦးကတစ္ဆာဖောက်ခံရကသူတို့ရဲ့အနက်ဆိုင်ဆုံးကြောက်ရွံ့မှုတွေကိုရင်ဆိုင်ဖို့အတင်းအကျပ်ခိုင်းစေခံရပါတယ်။ သူတို့ရဲ့ပြန်လည်ဆုံစည်းမှုက ပြင်းထန်တဲ့လိန်ဆက်ဆံမှုနဲ့မှတ်သားခံရပါတယ်။ချစ်ချင်းမေတ္တာနဲ့အကြံဖတ်မှုပျော်ရွှင်မှုနဲ့နာကျင်မှုကြားကနယ်နိမိတ်တွေကဝေဝါးသွားပါတယ်။အဲဒီနောက်မှာသူတို့နှစ်ဦးစလုံးကတယောက်ကိုတယောက်အပြည့်အဝလက်ခံမှသာစစ်မှန်တဲ့အုပ်စုဖွဲ့မှုကိုတည်ဆောက်နိုင်မယ်ဆိုတာကိုသိလာပါတယ်။ရိုမန်ကဘဲကိုပြန်ပေးဆွဲပြီးဒိုမနစ်ကိုထောင်ချောက်ထဲကိုဆွဲသွင်းဖို့အတွက်အသုံးချပါတယ်။ ဘူကိုင်းကဒိုမနိရဲ့စွမ်းအားနဲ့ရှင်ပြိုင်မှုအတွက်မတီမငြိမ်ဖြစ်နေတဲ့တောင်းတွေကိုတောက်တုံးပြီးမိစ္ဆာအတွင်ပြောင်းလဲသွားပါတယ်။နောက်ဆုံးတိုက်ပွဲကရက်ဆက်ကြမ်းကြုတ်ပြီးရှုပ်ထွေးနေပါတယ်။ဒိုမနိလူစီယန်နဲ့တော့တိုကဝူကိုင်းရဲ့အလဲဘဟုကိုဖျက်ပြီးတိုက်ခိုက်ကြပါတယ်။ဘဲကသူ့ရဲ့ကိုပိုင်ရှင်တန်ရက်တီရဲ့အတွက်တိုက်ပွဲဝင်ပြီးကဲတင်ချင်းကိုစောင့်နေတဲ့အမျိုးသမီးတစ်ယောက်လိုမနေပါဘူး။ တိုက်ပွဲအရှိန်မြင့်လာချိန်မှာဒိုမနစ်ကတေလူမျိုးပါဖြစ်သွားပြီးသူ့ရဲ့ခန္ဓာကိုယ်ကဂျိန်စာရဲ့လက်အောက်ကိုရောက်သွားပါတယ်။သူတေဆုံးတော့မဲ့အချိန်မှာဘဲကသူမရဲ့အချစ်ကိုဝန်ခံပြီးသူ့ရဲ့ခန္ဓာရည်တွေကိုဖျက်ဆီးလိုက်ပါတယ်။အဲ့ဒီအချိန်မှာသူတို့ဖန်တီးခဲ့တဲ့စိတ်ခံစားမှုဆိုင်ရာနောင်ကျိုးကစစ်မှန်တဲ့အုပ်စုဖွဲ့နောင်ကျိုးကိုဖြစ်ပေါ်စေဖို့လုံလောက်ပါတယ်။ဒိုမနစ်ကချင်းသစ်ပုံစံအဖြစ်ပြောင်းလဲသွားပြီးဘဲဂိုကက်တင်က ရိုမန်ကိုအနိုင်ယူလိုက်ပါတယ် ရိုမန်နဲ့ဝုတ်ကိုင်းကိုအနိုင်ယူပြီးတဲ့နောက်မှာဒိုမနစ်နဲ့ဘဲရိုဟာလွတ်မြောက်သွားကြပါတယ်။ဒိုမနစ်ရဲ့ချိန်စာကိုဖျောက်ဖျက်နိုင်ခဲ့ပြီး သူဟာသူ့ရဲ့ပြောင်းလဲနိုင်တဲ့စွမ်းအားကိုပြန်လည်ရရှိခဲ့ပါတယ်။မော်ဆန်နဲ့ဆေးနဲ့သူတို့ရဲ့မိသားစုရဲ့အကူအညီကြောင့်ဘဲရဲ့အဖေလည်းတက်တာလာပါတယ်။အင်ဂျီဟာဝမ်းနည်းမှုနဲ့အထီးကျန်ဆန်တဲ့နေရာတစ်ခုဖြစ်ခဲ့ပေမဲ့ဘဲဒိုမနစ်နဲ့သူတို့ရွေးချယ်ထားတဲ့အုပ်စုအတွက်စစ်မှန်တဲ့အိမ်တစ်လုံးဖြစ်လာပါတယ် အဲ့ဒီနောက်မှာဘဲနဲ့ဒိုမနစ်တို့ကသူတို့ရဲ့ဘဝတွေကိုပြန်လဲတိဆောက်ပါတယ်။ဘဲရဲ့စာအုပ်ဆိုင်ကို ပြန်လဲပြုပြင်ပြီးပုံမကောင်းမွန်အောင်ပြုလုပ်လိုက်ပါတယ်။အင်ကြီးကရေမောတန်တွေချစ်ချင်းမြတ်တာတွေနဲ့မော်ဆန်တဲ့တရဝရီရဲ့ယုံရင်ဆန်ခတ်မှုတွေနဲ့ပြည့်နှက်နေပါတယ်။ဘဲကအချစ်ကို လက်ခံလိုက်ပါတယ်။ဒိုမနစ်ကအားနည်းမှုနဲ့ဆက်သွယ်မှုတွေမှာငြင်းကြမ်းမှုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးကတွေ့တာကြောင့်မဟုတ်ပဲရွေးချယ်မှုယုံကြည်မှုနဲ့ချစ်ချင်းမေတ္တာတွေနဲ့ချီနှောင်ထားတဲ့အုပ်စုတစ်ခုကိုဖန်တီးလိုက်ကြပါတယ်မိတ်ဆွေတို့ရေဒီစာအုပ်ထဲမှာဒိုမနစ်နဲ့ဘဲရိုရဲ့ခက်ခဲပင်ပန်းတဲ့ချစ်ချင်းမေတ္တာကိုတွေ့မြင်ရပါတယ်အတိတ်ရဲ့အမဲဆက်တွေလက်ရှိဘဝရဲ့စိန်ခေါ်မှုတွေကြားတဲ့ကသူတို့နှစ်ဦးဘလို့ယုံကံကြလဲဆိုတာကိုသင်ခန်းစာယူပြီးမေတ္တာတရားကိုယုံကြည်ပါကိုယ့်ရဲ့အားနည်းချက်တွေကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ပြီးကိုယ့်ကိုချစ်တဲ့သူတွေနဲ့ရင်းနှီးတဲ့ဆက်ဆံရေးကိုတည်ဆောက်ပါအခုပဲဘတ်မေလင်ဘလီစာအုပ်ကိုရှာဖွေဖတ်ရှုပြီးဒိုမနစ်နဲ့ဘဲတို့ရဲ့စိတ်လှုပ်ရှားစရာကောင်းတဲ့ခီးလန်းကိုလိုက်ပါစီမျောလိုက်ပါ